ကော့တလန်နိုင်ငံကဘာကြောင့်တောင်တန်းကြီးတွေမှာရေတီတူလောင်ထားရတာလဲစကော့တလန်နောက်ပိုင်းမှာလော့ဂန်ဆယ်ကြီးရဲ့ကြည်လင်တဲ့ရေပြင်ထက်မှာဘန်ကရူရာကန်တောင်ရှိနေပါတယ်ဒီတောင်ကြီးကဆယ်ကြီးကိုထိန်းသိမ်းထားရတာမကအလွန်ကိုလှပတဲ့မြေခွေးတွေနဲ့တော်ရန်တလေးဆန်တွေများစွာမြေဝဲနေထိုင်ရဖြစ်နေပါတယ်ဒါပေမဲ့ဒီနေရာကိုလာကြတဲ့သူတွေကမမေ့ရတဲ့နေရာတစ်ခုကိုလာနေကြတာဖြစ်ပါတယ်ဘန်ကရူရာကန်ကတော့အခေါင်းပေါက်နဲ့ကြောက်တုံးကြီးတို့တောင်ကြီးဖြစ်ပြီးဥရောပရဲ့အန်အိုးဖို့ကောင်းတဲ့စောက်လုံးမှုတစ်ခုက ညောက်ပီ1066ပီမှာရှိနေပါတယ်ဒီရောက်မှာရှိနေတာကတော့လျက်စိထုံးလုံးမှုနဲ့ပတ်သက်တဲ့အတွေ့အကြုံပြောင်းလဲသွားစေနိုင်မဲ့ဘက်ထရီကြီးတစ်လုံးပါပဲဘန်ခရူရာကန်တောင်ကြီးကတော့အာကိုင်နဲ့ပြူနေမှာအမြင့်ဆုံးတောင်တေးဖြစ်ပြီးပြေပေါင်း3900မြင့်ပါတယ်မြင်းခွဒီတောင်ကမြင်းခွပုံခရူရာကန်တောင်တန်းကြီးတဲကတောင်တစ်လုံးဖြစ်ပြီးခရူရာကန်တောင်တန်းကလည်းရေအားလျက်စိထုံးလို့ပြီးမဲ့စေကြီးကိုဝိုင်းရံပေးထားပါတယ်ဒီပြင်းကြီးလိုဖြစ်နေတဲ့တောင်တန်းကြီးရဲ့အောက်ခြေမှာတော့လူသားတွေလှုပ်ထားတဲ့လူလို့လိုင်ကိုကြီးတစ်ခုရှိနေပါတယ် ီဟူဒီက320ရှိပြီး195ပေမြင်ပါတယ်။ဒီလောက်ပမာဏကအလဲပိုင်းခေတ်ကဘုရားကျောင်းတစ်ခုကိုတော့တိဆောက်လို့ရနေပါတယ်။ဒါပေမဲ့ဘုရားကျောင်းစားဒီနေရာမှာတော့အောက်ထင်းမှာတာပိုင်ကြီးတင်နေလဲပတ်နေပြီးတဲစစ်တအား140မီဂါဝိုက်လောက်ထုတ်ပေးနေတဲ့ခရူရာဂန်ရာလျက်စစ်စက်ရုံကြီးရှိနေပါတယ်။ဒီလောက်လျက်စစ်တအားပမာဏကအင်ချီပေါင်းတသိန်းလောက်ကိုလျက်စစ်တအားပေးနေပြီးဤဒီဘက်မြို့လက်ကိုတအားပေးနိုင်ပါတယ်။ဒီနေရာကိုအပေါ်ကနေကြည့်လိုက်မယ်ဆိုရင်ကြီးမားလာတဲ့ဓာအားတွေထုတ်ပေးနေတဲ့ဆိုတဲ့တဲလုံစာတစ်ခုကိုတော့မြင်ရဖို့ခက်ပါတယ်။ သိနိုင်မှုတစ်ခုဒီတော့နီလန်းကတော့တောင်နေတဲကိုသွားလေလာကြည့်မှာပဲဖြစ်နေပါတယ်တောင်ထဲကိုရောက်ဖို့ဆိုရင်တော့တမိုင်လောက်ရှိတဲ့မဲမောင်နေပြီးလက်စရာလိုင်ကောင်းကြီးကနေတဆင့်သွားမှဖြစ်ပါတယ်အဲ့နောက်မှာတော့လိုင်ကိုကြီးတစ်ခုတည်းကထိန်းချုပ်ကံကိုသွားနေပါတယ်တကယ်တော့ခရူရာကန်တအားပေးစေယုံကြည်တိဆောက်မှုကကာဗွန်ထုတ်လို့မရှော့ချဖို့အတွက်ခြေတန်းတစ်ခုထဲမှာတော့ပါဝင်နေပါတယ်ခရူရာကန်တအားပေးစေယုံကယူနိုက်တက်ကင်တန်ရဲ့ရည်သူလောင်တအားပေးစေယုံကြည်လေးခုတည်းကတစ်ခုဖြစ်ပြီး1959ခုနှစ်မှာစတင်ဆောက်လုပ်ခဲ့တာပဲဖြစ်ပါတယ် ဗီယမာကြီးအဲလစ်ဘတ်ဒစကန်က1965အောက်တိုဘာ15မှာပွင့်လှစ်ပေးခဲ့ပါတယ်။ဒါကတောင်ကြီးတစ်ခုမှာလှိုင်ကြီးတစ်ခုကိုတိုးတဲ့လုပ်ငန်းတစ်ခုတော်တော်အတော်လေးမြန်ပါတယ်။ဒီလိုမျိုးမြန်မြန်ဆန်ဆန်ပြီးနေဖို့ဆောက်လုပ်သူတွေနေတယ်။လုံသား၄တောင်လောက်နဲ့လုဆောင်ခဲ့ရပါတယ်။ဒီလုံသားတွေကိုတော့လိုင်ကူကြားတွေလို့ခေါ်ကြပြီးသူတို့ရဲ့လုံနဲ့ပတ်သက်ပြီးတော့နာမည်ကြီးကြပါတယ်။1959ခုနှစ်ကနေ1965အတွင်း6နှစ်ကြာဆောက်လုပ်မှုတွင်မှာ သူတို့ကကြောက်တုံးတွေကိုတူးထုတ်ဖောက်ခွဲပြီးတူးဖို့ခဲ့ကြပါတယ်။အမောင်တင်းမောင်လှုပ်လှုပ်ခဲ့ကြရင်လည်းသူတို့က9.8တန်ကုဘပေရှိတဲ့ကြောက်ဆောင်တွေကိုတူးထုတ်ခဲ့ပါတယ်။အလှုပ်လှုပ်ခြင်းက12နာရီကနေ18နာရီထိကြာပြီးအမောင်တင်းမောင်ခုံမုံတင်းမုံတွေနဲ့တူအလှုပ်လှုပ်ခဲ့ပါတယ်။ကားရီလောက်ရှိတဲ့ကြောက်ဆောင်တွေကပြုတ်ချတက်ပြီးကြောက်သားတွေကိုဖောက်ခွဲတဲ့အချိန်မှာတောင်ကြီးတစ်ခုလုံးတုံခါနေတက်ပါတယ်။အလှုပ်သမားတွေကတချို့ကဆောက်လို့ရတွေ့မှာပဲတေဆုံးခဲ့ရတာတွေရှိပြီးအလှုပ်သမားတချို့ကတော့တောင်ကြီးနဲ့စိတ်ခင်းနေခဲ့ရတယ်လို့ပဲဆိုခဲ့ကြပါတယ်။ ပထမဆုံးခရူရာကန်လုပ်ငန်းစဉ်ကြီးတစ်ခုလုံးကိုစတင်ဖို့သူတို့အနေနဲ့တောင်ပေါ်ကစီးလာတဲ့ရေတွေကိုအောက်ကကန်ကြီးထဲမှာစုစည်းထားနိုင်ဖို့ဆဲတစ်ခုကိုတည်ဆောက်ခဲ့ပါတယ်။တောင်ကြီးရဲ့အနေထားကဆဲကြီးအတွက်ဂျိုးလေးပြဆင်ထားပေးသလိုဖြစ်နေခဲ့ပေမယ့်သူတို့အနေနဲ့ရေတွေကိုတင်ထားဖို့တောင်38ပြရှိတဲ့ရေကာတာကြီးတစ်ခုကိုတည်ဆောက်ခဲ့ရပါတယ်။ဆဲကြီးဆောက်လုပ်ပြီးတာနဲ့12မိုင်ကျော်ဝန်းရှိတဲ့နေရာပတ်လည်ကမိုးရေတွေကတပြေးပြေးချင်းစုစည်းလာခဲ့ပါတယ်။ရေပြည့်သွားဖို့6လောက်ကြာခဲ့ပြီးအခုဒီတော်မှမိုးရေတွေကဓာပိစင်ရုံကထုတ်တဲ့လျှက်စရဲ့ တဆေရာဂိုင်လုံးလောက်ထုတ်လို့မှုတော့ပါဝင်နေသေးပါပဲရေကတာကြီးကတော့တန်နှသိန်းလောက်ပေးတဲ့ကွန်ကရစ်အကာရံကြီးတစ်ခုဖြစ်ပြီးတော့ဂိတ်ပေါက်တွေပွင့်လန်းပေးလိုက်တဲ့ရုပ်ထွေးတဲ့ဆောက်လုံးမှုကြီးတစ်ခုဖြစ်ပါတယ်ဒါပေမဲ့ဒါတွေအကုန်လုံးကိုထိန်းသိမ်းထားဖို့အပြင်လူတွေဝင်ရောက်ကြည့်ရှုတာမျိုးတွေကိုတားဆီးထားပါတယ်အပြင်မှာတောင်တန်းတစ်ခုလုံးကအေးခဲနေပြီးနှင်းနေခဲနေနိုင်ပြီပဲတောင်အတွင်းကလျှက်စစ်တာပြီးဆက်ရုံမှာတော့အနှွေးထွေးနေပြီးအပူချိန်က64ဒီဂရီ Fahrenheit မှာပဲအမြင့်ရှိနေပါတယ်ဆက်နံပါတ်လောက်ရှိတဲ့ line ကောင်းနေအကန်းဒီမှာဆက်ခန်းတွေရေကာတာတွေနဲ့ ရေမြောင်း73ခုလောက်နဲ့ရေအားလျက်စစ်ဓာအပိဆက်3ခုလောက်ကိုတိစောက်ထားပါတယ်။စက္ကန့်ကြီးတစ်ခုနဲ့တည်းလန်ဒန်တာဝါဆက်လောက်မြင်ပြီးလန်ဒန်ကဘစ်ဘန်တာဝါကြီးကိုကန့်လတ်ထားလို့ရအောင်ရှိပါတယ်။အဲဒီမှာဒဲစစ်ထုတ်ပြီးတဲ့ဓာပိုင်ကြီးတွေရှိနေပြီးတခုချင်းစီကတန်ပေါင်း650လောက်လေးပါတယ်။ဒီစက်ကြီးတွေအကုန်လောက်ခါတော့ရေခဲတောင်ကြီးတစ်ခုကိုထိပ်ပိုင်းလေးမှနေမြေနေရတဲ့လောက်ပဲရှိပါတယ်။တကယ်စက်ကြီးတွေကအောက်ထဲမှာရှိနေပါတယ်။တောင်ကြီးတစ်ခုဒီမှာလှန်ကောက်ဖောက်ပြီးစောက်ထားတဲ့ဓာအပိဆက်ရုံတို့ကဘလို့များလွတ်လွတ်နေတာလဲ။ ဒါအလိုက်နေကလေးစစ်သုံးသမှုနဲ့လိုအပ်မှုအပေါ်မူတည်ပြီးတော့အချိန်နဲ့မျှပြောင်းလဲပြီးတဲ့စနစ်ကိုပဲဖြစ်ပါတယ်။ဆိုလိုတာကတော့စနစ်ကိုအမြဲဆောင်ကြည့်နေရတာဖြစ်ပြီးဇွဲရင်လိုအပ်ချက်ကပေးနိုင်တဲ့ပမာဏထက်များနေရင်ဒါအပြတ်တောက်မှုတွေဖြစ်နိုင်ပါတယ်။ဇွဲရင်လိုအပ်မှုအများဆုံးအချိန်ကခံမရလွယ်ကူပါတယ်။တနေ့တာလေးစစ်ဇွဲရင်သုံးသမှုစက်ဝန်းတစ်ခုရှိနေပြီးအဲ့ဒါကိုတော့ဘဲမြင်ကွေးလိုလည်းခေါ်ကြပါတယ်။တရက်တိုင်းလေးစစ်သုံးသမှုပမာဏက grapper ဘဲတကောင်ရဲ့ပုံစံလိုမျိုးဖြစ်နေတာကြောင့် ။လနဲ့ကင်းချိန်ပိုင်းမှာတော့ဒူရီယက်လျက်စစ်သုံးစင်းမှုကတရက်တာစားပြူတာကြောင့်နေပြီးဘဲရဲ့အမိဖြစ်ကတပီပီချင်းနဲ့တင်းနေသွားပြီးတော့ညနေပိုင်းမှာတော့မြင့်တက်သွားပါတယ်။သုံးစင်းမှုအမြင့်ဆုံးချိန်ကညနေပိုင်းဖြစ်ပြီးလူတွေကညနေစာချက်ချအနားယူကြတဲ့အိမ်မှာအနားယူကြတဲ့အချိန်တွေဖြစ်ပါတယ်။ဒူရီအိဆက်အနားယူကြတဲ့ညနေကင်းချိန်မှာသုံးစင်းမှုကအနေဆုံးဖြစ်နေကဒီလိုနဲ့ပဲတပတ်တာကပြန်လေလက်ပတ်သွားပါတယ်။ရဲစစ်လိုရဲ့ချက်ကယုတ်တိမြက်တက်သွားတဲ့အခြေမျိုးမှာရေရွလောင်စားသောဒါအပိစက်ယုံလေးစီကနေထုတ်လုပ်ပါတယ်။ကုန်ကြစိတ်ပုံများပြီမဲ့လိုဝဲချက်မြင့်တဲ့အခြေမျိုးမှာတော့ရွေးစရာမရှိပါဘူး။ဂရူရာကန်ကတော့ လောင်စာသုံးဓာပိစက်ယုံတွေနဲ့သင်တူပြီးမယ်။တခြားတွေနဲ့မတူတာကတော့ဒီစက်ယုံတွေကရက်နေရာကနေတဲတဲဓာတ်ထုတ်လို့ပုံမင်းနဲ့အနည်းငယ်လောက်သာလိုပါတယ်။ဒါကြောင့်ရေအားလျက်ဆက်သုံးဓာပိစက်ယုံတွေကိုရေဘက်ထရီတွေလို့လည်းခေါ်ကြပါတယ်။ရိုးရှင်းရှင်းနဲ့ရှင်းပြရမယ်ဆိုရင်တော့ဒီစက်ယုံတွေမှာအမြင်မတူကြတဲ့ရေလောင်ကန်တစ်ခုရှိနေပြီးတာပိုင်ကြီးလေးခုကိုသုံးပြီးတော့ကန်ထဲကရေကိုစေတဲကိုတင်လိုက်ပါတယ်။ဒေဆေဇွမ်းရည်ထုတ်လို့ပို့လိုအပ်တဲ့အချိန်မှာဒီရည်တွေကိုပြန်ဆဲလာစီပြီးဒေဆေဇွမ်းရည်ကိုထုတ်ပါရည်ဒေဆေဇွမ်းရည်ကိုထုတ်လို့နိုင်ဖို့လိုအပ်တဲ့အချိန်က28စက္ကန့်ပဲလိုပါရည် ။ဒါမဲ့ကြောင်မီးသွေးဓာအပိဆက်တွေမှာပြည့်သိထုံနိုင်အောင်ပြင်ဆင်ဖို့နိုင်တော်တော်များများလိုအပ်ပါတယ်။စေကြီးတဲ့မှာရေကာလန်ပေါင်း2.6ဘီလီယံလောက်ရှိနေပြီးဒီပမာဏက UK ရဲ့အိမ်သုံးရေကိုထောက်ပံ့ဖို့လုံလောက်တဲ့ပမာဏဖြစ်ပါတယ်။ဒီပမာဏကအိုလံပစ်အဆင့်ရေကူးကပေါင်း1000ဇာလောက်ရှိပါတယ်။စေတဲ့မှာရေပြည့်ရှိနေတဲ့အချိန်မှာဆိုရင်ဆက်ယုံကနေပြီး22နာရီလောက်ပြည့်စစ်တာထုတ်ဖို့လုံလောက်ပါတယ်လူတွေအဲ့ချိန်ရောက်လို့တည်းစစ်စွမ်းရည်လူဝဲချက်ကနေသွားတဲ့အချိန်မှာဆိုရင်ဆက်တွေကပြောင်းပြန်လဲသွားကြပြီးထုတ်ထားတဲ့လျှက်စစ်တွေကိုတုံးပြီးတော့တာဝါတွေကရေစုပ်ဆက်တွေလိုမျိုးရေကိုပြန်တင်ပါတယ် ီလုပ်ငန်းတွေကအလွန်ကိုပဲအသုံးဝင်ပြီးတော့စွန့်ရင်85ရာခိုင်နှုန်းလောက်ကိုပြန်အသုံးချနိုင်ပါတယ်။ Gurura Kan ဆက်ယူရဲ့အဓိကလုပ်ငန်းကတော့လျှက်စစ်စွန့်ရင်အပိုတွေကိုတူလောင်ထားပြီးတော့လိုအပ်ချက်တွေမမျှတတဲ့အခြေအနေမှာပြန်သုံးနိုင်ဖို့ဖြစ်ပါတယ်။ဥပမာအာဗီနော့စကော့တလန်မှာရှိတဲ့ဒီစွန့်ရင်တို့တာပိုင်တွေကနေလျှက်စစ်စွန့်ရင်တွေကိုလိုရာတန်ပို့ထုတ်ထားတဲ့အချိန်မှာ Gurura Kan မှာစွန့်ရင်အလေးလွတ်မဖြစ်ရလျောင်းတူလောင်ထားပါတယ်။ရလူကနေမှာစွန့်ရင်ကိုလိုအပ်တဲ့အချိန်မှာပြန်သုံးလိုက်ပါတယ်။ ဆိုရင်လိုအပ်ချက်မြင့်တက်လာမှုကလည်းတခါတလေမှာထင်မှားတဲ့ဖြစ်ရပ်တွေကလည်းဖြစ်တတ်ပါတယ်အဲဒါကတော့လူတွေတော်တော်များများက TV channel တခုကနေထုတ်လို့နေ program တခုကိုတစ်ချိန်တည်းမှာပဲဝိုင်းကြည့်ကြတဲ့အခါမျိုးမှာဖြစ်တတ်ပါတယ်အထူးသဖြင့်တော့ program တခုမှာကြားပြတ်နေတဲ့ကြော်ညာဝင်တဲ့အချိန်မျိုးမှာပိုဖြစ်တတ်ပါတယ်ရှုဝကနာထားပြီးကြောင်ရဝင်တဲ့ချိန်မှာလူတွေကရင်းနှွေးလေး၊ကော်ဖီလေးတောက်ဖို့လုပ်ကြပါတယ်။ဒါကြောင့်မေလျက်စစ်ဆွဲရင်သုံးဆွဲမှုမှာထောက်တက်သွားတဲ့အထိမြင့်တက်သွားတာမျိုးဖြစ်ပါတယ်။ TV ရှိုးပွဲတွေခဏနားတဲ့အချိန်မျိုးမှာလူတွေကလျက်စစ်ရင်းနှီးအိုးကိုတပြိုင်တည်းတည်းတုံးကြတာကြောင့်လျက်စစ်သုံးဆမှုထောက်တက်သွားတယ်ဆိုတဲ့အချက်လက်တူသော UK မှာတကယ်ရှိနေပါတယ်အထူးသဖြင့်တော့ UK မှာလျက်စစ်ရင်းနှီးအိုးတွေကစွန့်ရီသုံးဆမှုများပြီး2500ကနေ3000ဝက်ထိကိုသုံးဆွဲပါတယ်လူပေါများစွာကတပြိုင်တည်းတည်းအသုံးပြုတဲ့အချိန်မှာဒါဘီလိုက်အတွက်လျက်စစ်လိုအပ်ချက်ကထောက်တက်သွားပါတယ်ဒီလိုမျိုးဖြစ်ရက်က1990ဇူလိုင်လ4ရက်မှာဖြစ်ခဲ့မှုတွေဖြစ်စဉ်တစ်ခုတောင်ရှိပါတယ် အဲ့ဒီအချိန်တော့မေဂါဘတ်2800ရှိတဲ့ရေစစ်စွမ်းရဲ့လိုအပ်ချက် တခုပါကမ္ဘာပလာဆင်မီဖိုင်နယ်အင်္ဂလန်နဲ့ဂျာမနီတို့ရဲ့ပယ်နတီဆုံးဖြတ်မှာဖြစ်ခဲ့တာဖြစ်ပါတယ်။ကူရာကန်တာဘေးဆက်ယုံနဲ့ဒီဆက်ယုံလိုမျိုးတခြားဟာတွေကတပြိုင်နက်တည်းစွမ်းရဲ့သုံးစုံမှုကြောင့်ဖြစ်ပေါ်လာတဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်ဖို့ဒီဇိုင်းဆွဲထားတာဖြစ်ပါတယ်။အဲ့ဒါကြောင့်မင်း UK ကလူတွေကော TV စီစဉ်တခုကိုတပြိုင်နက်ကြည့်နိုင်စေတာဖြစ်ပါတယ်။အင်တာနက်ကတိုးတက်လာတဲ့ဆိုပေမဲ့လည်းဒီလိုမြင့်မြင့်ကျက်မှုတွေကရှိနေတော့မှာပဲ။ဒေတာတော့ဖြစ်ဆုံးမြင့်တက်မှုတခုကတော့ ီလို Championship Final မှာ Spain နဲ့ England တို့ထိထိုက်တွေ့ဆုံခဲ့တဲ့2024ဆိုလိုက်14ရက်နေမှာဖြစ်ပါတယ်။ဒီလိုမျိုးလျက်စက်စွမ်းရည်လိုအပ်ချက်တွေမြင့်နေတာကြောင့်ပဲ Kurura Cancer ရဲ့ Company Dress ကနောက်ထပ်600 MW လောက်ထိုးပြီး Battery ကိုတိုးမြင့်နိုင်မှုစီစဉ်နေကြပါတယ်။လုပ်ပြီးသွားရင်တော့အခုတည်းနဲ့ဆက်လို့ပို့ပြီးတော့တိုးလောင်းနိုင်ပါလိမ့်မယ်။အစိုးရတီကခွင့်ပေးချက်ရပြီးပြီဖြစ်ပြီးတော့ဆောက်လုပ်ရေးက၅နှစ်ကနေ၈နှစ်လောက်ကြာကဒေါ်လာတန်းတရာဘကတွေရင်းနှီးမြှုပ်နှံမှုတွေလည်းလိုအပ်မှာကြောင့်ခွင့်ပေးချက်တွေကတော့လူကိုလူပါတယ်။ဒါပေမဲ့လည်းဒီရင်းနှီးမြှုပ်နှံမှုတွေအကုန်လုံးကစနစ်လေပတ်ပြီး ရဲစစ်စမန်းကိုလုံလုံလောက်လောက်ထောက်ပံ့နိုင်တဲ့အကုန်လုံးကြည်လည်သွားမှာပါဒီလိုမျိုးပြင်ဆင်ပြီးရတယ်ဆက်ရုံရဲ့လျှက်စစ်တူလောင်းနိုင်စွမ်းကတိတိတမ3.4မီဂါဝတ်လောက်ထိရောက်သွားမှာဖြစ်ပြီးပြန်လည်ဖြည့်ဖြူးမြဲစွမ်းရဲ့အသုံးပြုမှုအမြင့်ဆုံးအနေထားကို2003တင်မှာရောက်ကစကော့လန်တွင်ကာဗွန်ထုတ်လုပ်မှု3.5ပမာဏကို2045မှာရောက်ရှိနိုင်စေတာဖြစ်ပါတယ်ဒီနေ့အဖြစ်တော့ဂူရာကန်အသင့်နဲ့ဆိုရင်လောင်စာသုံးဆမှုကိုမရှိနိုင်လောက်တဲ့အထိကို short ထားပေးနိုင်မှာဖြစ်ပါတယ် တဘာဝပဝဲခြင်းအတွက်တော့ကောင်းမွန်တဲ့ခြေလှမ်းတစ်ခုလိုတော့ပြောနိုင်ပါတယ်သူတို့ကဆောက်လုပ်မှုတွေကိုစားဖို့2025လောက်ခရေကပြင်ဆင်ထားပြီးနေကြပါပြီဒီဘက်ထရီကြီးက UK ကိုဒီဇယ်တာပြတ်တောက်မှုကနေပြီးတော့ကာကွယ်ပေးနိုင်ပါတယ်ဆက်ရုံဒီမှာဒီဇယ်ဆက်တွေနဲ့ဘက်ထရီကိုတွဲထားတဲ့အရေးပေါ်စွမ်းအင်စနစ်ရှိပါတယ်တဲဆစ်တာပြတ်တောက်သွားတာနဲ့ဒီစနစ်ကကူရာကန်ကစနစ်ကိုခွင့်ပေးဖို့လုံလောက်တဲ့တဲဆစ်စွမ်းအင်ကိုထုတ်ပေးနိုင်ပြီးကူရာကန်ရဲ့အပေါ်ဆဲကနေရေတွေကိုကွင်းရှာကတာပိုင်တွေကိုလည်ပတ်ပြီးတဲဆစ်စွမ်းအင်ကိုနိုင်ငံရဲ့ဓာအပိလိုက်စီကိုပို့ဆောင်ပေးနိုင်ပါတယ် ဒီကနေပဲအရန်စွမ်းရင်မရှိတဲ့တခြားဆက်ရုပ်တွေနဲ့စနစ်တွေကိုပြန်ပြီးလေပတ်စေနေပါတယ်။လေဆက်စွမ်းရင်ပြတ်တောက်ပြီးတော့တခြားဆက်နစ်တွေလေပတ်ဖို့အတွက်လုံလောက်တဲ့လေဆက်စွမ်းရင်ကိုကူရာကန်ကနေတခြားဘောက်ထုတ်ပေးနေပါတယ်။အဲ့ဒီပြင်ချောင်းထဲမှာဖောက်ပြီးစောက်ထားတာကတဘာဝအတွက်လေတကယ်ကိုကောင်းပါပါတယ်။ဂူရာကန်ပတ်လေကတဘာဝပါဝင်ကြီးကတကယ်ကိုစုံလင်းလာပြီးလေပြာရီတမင်ရီတမခတတ်တော်ပေါင်းစုံရှိနေကြပါတယ်ဒီလိုမျိုးလုပ်ငန်းစဉ်ကြီးတစ်ခုကိုတေးချလှုပ်ဆောင်ထားမယ်ဆိုရင်တဘာဝပါဝင်ကြီးကိုမထိခိုက်နိုင်စေဖို့ဆိုရလေကြာတာနေပါတယ် ဒါဘေးဆက်ရောက်ကမြေအောင်မှာရှိနေပြီးရေနေနဲ့မြေတို့ကိုလည်းတိတာတဲ့အကျိုးသက်ရောက်မှုတွေစိုးကျိုးတွေမရှိသေးတာကြောင့်နီနာမှာတတ်တော်ဝါတွေလည်းဆင်ပြေပြေးပဲနေထိုင်နိုင်ကြပါတယ်။ကူရာဂန်ဆက်ရောက်ကနှစ်ပေါင်း60လောက်လေပတ်လာပြီးသားဖြစ်တာကြောင့်တဘာဝပါဝင်တဲ့ကိုအဓိကစီဘူးဆိုတာကိုဆုံးဖြတ်နိုင်တဲ့လုံလောက်တဲ့အချိန်ပမာဏရှိနေခဲ့ပြီးသားပါ။ UK တနိုင်ငံလုံးမှာရေထွက်ရောကျလာနေတဲ့တချို့သောမျိုးစိတ်တွေကိုကူရာဂန်အနားမှာအေးအေးတဲနဲ့ရှိနေကြပါတယ်။ဒါဘေးဆက်ရောက်ကိုဒုချက်မှုကလည်းဘေးနားကတိရစ္ဆာန်တွေကိုဒေတာလေးလာပြင်ဆင်ပြီးမှထိခိုက်မှုနည်းစုံဖြစ်အောင်လုပ်မယ်လို့ဆိုထားကြပါတယ်။ ဒါပေးဆက်ရရှိနေတယ်ဆိုတော့ကိုပြသနေတယ်တည်တာတဲ့လက္ခဏာဆိုလို့တက်တန်နေများစွာရှိပါတယ်ဒါတော့မှတချို့တချို့တွေကမြေအောင်မှာမြုပ်ထားတာပါကူရာဂန်နာကသဘောဝပေါင်းခြင်းထင်းသေးနေရကစကော့တန်နိုင်ငံရဲ့လေပတ်စရာအဆင့်60တွေမှာပါဝင်နေပါတယ်နှစ်တိုင်းလူ9000လောက်ကဒါပေးဆက်ရုံကိုလာလေကြပါတယ်ဒီကူရာဂန်ဒါပေးဆက်ရုံက UK အတွက်လက်သစ်တာလူဝဲချက်ကိုထောက်ပံ့ပေးပြီးသဘောဝပေါင်းခြင်းကိုလည်းစိုးကျိုးမရှိသေးတာကြောင့်သူတို့ကတိုးချဲ့ဖို့ကြံစည်နေကြတာဖြစ်ပါတယ်